ပထမမှရင်နွေမနေချောင်းတက်တည်ပြနေတဲ့ကက်စမဲရိုအချိန်တွင်တော့ပြန်ရပြီး2024မေလတုန်းကမန်ယူနိုက်တက်နဲ့ခရစ်စတယ်ပဲလော့ဘွေကိုပြန်သွားကြည့်ကြမယ်ဆိုရင်အသေးနောက်ခံလူတွေတန်ရာကြောင့်မပါဝင်နိုင်ခဲ့လို့ယူနိုက်တက်ဗဟိုခံစစ်မှာကစားခဲ့ရတဲ့ကက်စမဲရိုကိုတွေ့ရမှာဖြစ်ပြီးသူ့အမားတွေကနေအတွင်းကိုနှစ်ကိုတီခွန်ပြူခဲ့ရတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။အဲဒီဘွေစဉ်ပြီးမှတော့ Sky Sport မှာလေလုံးနဲ့ဘောလုံးကန်နေတဲ့ကာကကက်စမဲရိုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဘောလုံးကမင်းကိုမစွန့်လွှတ်ခင်ဘောလုံးကိုစွန့်လွှတ်လိုက်ပါဆိုပြီးပြောခဲ့ပါတယ်။ကတ်စမဲရိုအနေနဲ့ United ကထွက်ပြီး Major League ဒါမှမဟုတ် Sorry Pro League ကိုသွားတင်ပြီးလို့အကြံပေးခဲ့ပြီး16လအကြာမှာတော့ Carica ရဲ့စကလုံးတွေဟာမှားယွင်းသွားပြီဆိုတာကိုကတ်စမဲရိုတရားမိုက်ခရိုဖုန်းနဲ့မဟုတ်ပဲမျက်ခင်းစိမ်းတွေပေါ်မှာအလုံးနဲ့တက်တီပြနေခဲ့ပါတယ်။ဟုတ်ပါတယ်ကတ်စမဲရိုဟာလက်ရှိ Man United အသင်းမှာ Kobe Mainu, Uka Rero လိုလူငယ်ခြေတက်နဲ့ကစားသမားဘဝအကောင်ဆုံးအသက်အရွယ်မှာရှိနေကြတဲ့ကစားသမားတွေကိုကြော်ပြီးအဓိကကစားသမားဖြစ်ုံတင်မဟုတ်ပဲကျယ်ပွန့်ကစားသမားတွေစုပြုံနေတဲ့ Brazil အသင်းမှာလည်း အသင်းကောင်းဆောင်လက်ပတ်ကိုရယူထားသူဖြစ်ပါတယ်။ကတ်စမဲရိုတယောက် United မှာခုလိုနေရာတနေရာအခိုင်အမာရနေတာကလည်းထိုက်ထိုက်တန်တန်ရခဲ့တာဖြစ်ပြီးသူဟာအကွင်းထဲမှာရေးပါသူဖြစ်ကြောင်းကိုဒီရသည်အချိန်ချင်းတက်တည်ပြခဲ့ပြီးပြီဖြစ်ပါတယ်။ဒါကိုသူမပါဝင်နိုင်တဲ့ United ရဲ့နောက်ပိုင်းမိနစ်တွေမှာတိတိတသာမြင်တွေ့ရမှာဖြစ်ပြီးဒီရသည် United ရဲ့ပွဲစဉ်ဆက်ပွဲမှာ United တို့လေးပွဲရှုံးနေခဲ့ပါတယ်။ Arsenal နဲ့ပွဲကလွေးလို့အကြမ်းနဲ့ရှုံးနေတဲ့ပွဲတွေမှာတိုက်တိုက်ဆိုင်ဆိုင်ကတ်စမဲရိုလိုက်ရအောင်နေခဲ့တာဖြစ်ပါတယ်။နောက်ထပ်ကတ်စမဲရိုရဲ့ရေးပါမှုကတော့ Burnley နဲ့ပွဲစဉ်နောက်ပိုင်း United မှာကတ်စမဲရိုပွဲကစားချိန်တွင် ် twin ကိုလုံးဝခွင့်ပြုထားခြင်းမရှိဘဲသူ့ကိုလူစားလဲပေးချိန်မှသာ twin ကိုတွေပြန်လည်ခွင့်ပြုရတာဖြစ်ပါတယ်။ Casemiro တယောက်ကာရီကာဝေဖန်ခဲ့တုန်းကတော့တကယ်ပဲ United မှာဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတာဖြစ်ပြီး Man City နဲ့ FA Bravo လူပွဲမှာတောင်အရန်ခွန်ကနေကြည့်ခဲ့ရတာပါ။ Eddie Noya ဒီမှာပဲသူဟာအတင်ကနေပေါင်တန်း30ရရင်ရောင်းထုတ်ဖို့အထိအယောင်စည်းကမှတင်ကန်ထားရတာဖြစ်ပါတယ်။ဒါအပြင်တန်ဟတ်ရဲ့နောက်ဆုံးနှစ်ရက်တွေမှာလည်း Casemiro တယောက်အရန်ခွန်မှာချိန်ပြုံးခဲ့ရသေးတာပါ။မမရရလီဗာပူးကို3-0နဲ့ရှုံးနိမ့်တဲ့ပွဲစဉ်မှာအမှားများခဲ့ပြီးလူငယ်ကစားသမားတော်ဘီကော်လာနဲ့လူစားလက်ခံရပြီးနောက်ပိုင်း6 6ပတ်လောက်ကြာတဲ့အထိလမ်းရောက်အောက်သွားခဲ့သေးတာဖြစ်ပါတယ်။တန်ဟပ်ထွက်သွားပြီးအမိုရင်ရောက်လာချိန်မှာလည်းနီပြရဲ့ယုံကြည်မှုကိုလွေတကူရခဲ့တာတော့မဟုတ်ပါဘူး။အမိုရင်ရဲ့လက်ထက်ပရမဆုံး15ပွဲမှာ12ပွဲထိအရင်ကစားသမားဖြစ်တာပါဝင်ခွင့်ရခဲ့တာပါ။တော်ဘီကော်လာနဲ့မိုင်နူးတို့ဒဏ်ရာပြဿနာကြောင့်ကက်စမဲတို့တောင်လမ်းရောက်ပြန်ရခဲ့ပြီးအဲ့ဒါတွေနဲ့ပတ်သက်လို့အမိုရင်ကကက်စမဲတို့လားဒီနေ့ခေတ်မှာကွဲပြားခြားနားမှုတွေရှိပါတယ်။လီဟာပြင်းထန်ပြီးဒီအသင်းမှာပြင်းပြင်းထန်ထန်ကစားနိုင်တဲ့ကစားသမားတွေကိုလိုအပ်ပါတယ်လို့ဝေဖန်ခဲ့သေးတာပါ။အဲဒီလိုဝေဖန်မှုတွေကြားကပဲကက်စမဲတို့ဟာသူ့ဘယ်လိုကစားသမားဆိုတာကိုတဖြည်းဖြည်းချင်းပြသခဲ့ပြီးပြီးခဲ့ ခဲ့တဲ့ရာသီနောက်ဆုံးရှစ်ပွဲမှာအမိုရင်တယောက် line up ကနေချမှတ်ထားရဲ့လောက်အောင်ကစားပြနိုင်ခဲ့တာပါ။တန်ယုံကိုအနိုင်ရခဲ့တဲ့ပွဲဘီဘာအိုနဲ့ semi final ပွဲစဉ်ကအခြေစွမ်းတဲ့ဟာသူမိုအိုတီးချောင်းကိုတက်တည်ပြနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီ AB လမှာတော့အမိုရင်တယောက် Casemiro ရဲ့ကြိုးစားအားထုတ်မှုကအမကန်ပါပဲ။ကျွန်တော်ဟာကစားသမားတွေအားလုံးကိုတန်းတူသဘောထားပါတယ်။ကောင်းကောင်းကစားနိုင်ရင်ဘယ်သူမှမခွင့်ရရမှာပါ။ Casemiro ကအဲ့ဒီလိုဖြစ်အောင်လုပ်ပြခဲ့ပါတယ်လို့ပြန်ပြီးကြီးကျူးသွားခဲ့ပါတယ်။ Real Madrid အသင်းနဲ့သူ Champions League ၅ကြိမ်၊ La Liga ၃ကြိမ်ရခဲ့ပြီးကစားသမားဘဝအကြပိုင်းကိုရောက်လာချိန်မှာပြိုင်ဆိုင်မှုပြင်းထန်ပါတယ်ဆိုတဲ့ Premier League ကို ကိုရွေးချယ်ခဲ့တဲ့ကက်စမဲရိုဟာ United ကိုရောက်ရောက်ချင်းပါလေမှတ်ပေးစရာအဆင့်သုံးနေရာရောက်အောင်ဆွေးတင်ပေးခဲ့ပူပါတယ်အတင်းကလူငယ်ကစားသမားတွေဖြစ်တဲ့ကာနာချိုအန်တိုနီတို့ပုံမှန်နေရာအတွက်အတင်းပြောင်းရွှေ့သွားဖို့ဆုံးဖြတ်ချိန်မှာကစားသမားတွေဝင်ချင်းရောက်နေတဲ့ကက်စမဲရိုကတော့ United မှာအပြင်းထန်တိုက်ပွဲဝင်နေခဲ့တာပါဘောလုံးကမစွန့်ခွာခင်မှာဘောလုံးကိုစွန့်ခွာသင့်ပြီးတော့ဝေဖန်ခံခဲ့ရတဲ့ကက်စမဲရိုကတော့ဘောလုံးကိုမစွန့်ခွာခဲ့သလိုဘောလုံးကလည်းအခုချိန်ထိသူ့ကိုမစွန့်ခွာသေးတဲ့အကြောင်းတင်ဆက်ရင်းကက်စမဲရိုအတွက်ဗီဒီယိုလေးနဲ့ကွန်ပျူတာရတာဖြစ်ပါတယ်